တနိုင်ငံလုံးအတိုင်းအတာအနေအထားနဲ့သူတေသနာပြုလုပ်လိုက်တဲ့အခါမှာအစားအသောက်မှာပါတဲ့ကိုလက်စထရောကင်ဆာဖြစ်နိုင်ခြင်းရှိမရှိဆိုတာကိုသူတေသနာပြုလုပ်ခဲ့ကြတယ်။အဲဒီအခါမှာအစားအသောက်မှာပါတဲ့ကိုလက်စထရောရှော့ချလိုက်တဲ့အခါမှာနှလုံးသွေးကြောချင်းယောဂါအပါအဝင်တခြားသောကင်ဆာယောဂါတွေပါရော့ကျသွားတယ်ဆိုတာတွေ့ရတယ်။အစာရင်ကင်ဆာ၊ဦးမားရင်ကင်ဆာ၊ဆက်အိုးကင်ဆာ၊မုတ်ချိုအိတ်ကင်ဆာနဲ့အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊ကြောက်ကက်ကင်ဆာ၊ CA ကင်ဆာ၊နန်ဟော့ကင်လင်ဖိုမာလို့ခေါ်တဲ့အယိုးတွင်းခြေစီကင်ဆာတွေကိုပါတိတိတသာရော့ကျသွားစေတယ်ဆိုတာတွေ့ရတယ်။ ဒါပေမဲ့စီဂျိတ်ကိစ္စနဲ့ပတ်သက်ပြီးတော့လေ့လာရှာဖွေမှုမလုပ်ရသေးတဲ့ခါမှာစီဂျိတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်လေ့လာဖို့တွေကိုပြုလုပ်ခဲ့ကြ။အဲဒီခါမှာသူတစ်စရာလှုပ်လိုက်တဲ့အခါမှာတနေ့ကိုကြက်25မီလီဂရမ်စားတဲ့သူတွေတနေ့အဖြစ်တစ်ဘက်ကိုကြက်တလုံးစားတဲ့သူထက်တနေ့ကိုကြက်ဥ25မီလီဂရမ်တနေ့အဖြစ်တဝက်လောက်စားတဲ့သူတွေကစီဂျိတ်ကိစ္စဖြစ်နိုင်ချေ14000ကလောက်တိုးလာရဲဆိုတာတွေ့ရတယ်။ဘာကြောင့်တွေ့ရတိုးလာလဲဆိုလို့ရှိရင်ကင်ဆာယောဂါကိုဖြစ်စေတာကိုလက်စထရောအပါအဝင်ကြက်ဥမှာပါတဲ့ခိုလင်းကြောင့်ဆိုတာလည်းတွေ့ရှိခဲ့ရတယ်။ကြက်ဥမှာခိုလင်းတွေအများကြီးပါအဲ့ခိုလင်းအများကြီးပါတာကောင်းတာမဟုတ်စားလိုက်တဲ့ခိုလင်းတွေကဥလန်းကြောင် င်းနဲ့ဝင်သွားတဲ့အခါမှာဦးလန်းကျမ်းမှာပါတဲ့ get bacteria တွေကမြောင်များလာဆိုတော့ခိုးလေးတွေကို trimethyl amine TMA ဆိုတဲ့ဓာတ်ကိုပြောင်းလိုက်တယ်။အဲ့ဓာတ်ကိုခဏကွာသွေးကြောတွေရနေမှာစုပ်ယူပြီးတော့အဲ့ဓာတ်ကအသည်းမှာအသည်းရ ITMA ကိုအောက်ဆီဂျင်တစ်လုံးပေါင်းလိုက်တဲ့အခါမှာ TMA ကို trimethyl amine outside ဖြစ်သွားပြီးတော့အဲ့ဓာတ်ကခန္ဓာကိုယ်မှာရှိတဲ့ဗယ်ဆဲမဲ့ဆိုဓာတ်တိုးခြင်းအပြင်ကင်ဆာရောဂါကိုဖြစ်စေတယ်။အဓိကအဖြစ်စိတ်ကြိတ်ကင်ဆာကိုဖြစ်စေတယ်ဆိုတာတွေ့ရှိခဲ့ရတယ်။နောက်တစ်ခုက dose response ကျက်ဝအများကြီးစားသုံးလို့ရှိရင်ကျက်ဝစားနှုတ်များလေကင်ဆာရောဂါဖြစ်နိုင်ခြေပိုပြီးများမများဆိုတာကိုသူစဉ်းစားနေ ပြုလုပ်လိုက်တဲ့အခါမှာဓပတ်ကိုကြက်ဥငါးလုံးထပ်ပို့ပြီးစားမယ်ဆိုလို့ရှိရင်စီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်းတနည်းအားဖြင့်ရိုးရိုးကင်ဆာတာမဟုတ်ဘူးသေစေနိုင်တဲ့စီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်း49ရာခိုင်နှုန်းထိမြင့်တက်လာရဆိုရလဲတွေ့ရှိရတယ်ဒါကခုနပြောတဲ့တိုင်ကြောက်မှာပါတဲ့ cholesterol အပါအဝင် trimethyl amine oxide အပါအဝင်တနည်းအားဖြင့် choline အပါအဝင်နောက်တစ်ခု animal protein ဆိုတဲ့တိရစ္ဆာန်မှာပါတဲ့ protein တွေကြောင့်လည်းဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရတယ်ဒါအပြင်နောက်ဆုံးတစ်ခုသူတင်တာလုပ်လိုက်တဲ့အခါမှာစီးကျိတ်ကင်ဆာဖြစ်ပြီးတဲ့သူတွေဖြစ်ပြီးတော့အဲစီးကျိတ်ကိုသူတို့ကထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့နောက်တစ်ခါကင်ဆာဆိုတာကပြန့်တက်တယ်ကို ဝါစီဂျစ်ရှိတဲ့ကင်ဆာကိုထုတ်ပြီးသွားပြီမယ်အဲ့ကင်ဆာဆေးကနောက်တနေရမှာပေါ်နေတက်တယ်ဒါကြောင့်မပေါ်အောင်လို့စီဂျစ်ကင်ဆာဖြစ်ပြီးတဲ့သူတွေကထိန်းထားခြင်းတယ်ဒါပေမဲ့အဲ့လိုထိန်းထားခြင်းတဲ့သူတွေမှာတနေ့ကိုကြက်ဥအများကြီးစားတဲ့သူအများကြီးစားတဲ့ဆိုတော့တနေ့ကိုကြက်ဥတစ်လုံးစားတဲ့သူတွေမှာစီဂျစ်ကင်ဆာဖြစ်နိုင်ခြင်းတနည်းအားဖြင့် advanced aggressive ကင်ဆာပြန်ပြီးတော့နောက်ထပ်တခြားသောကင်ဆာဖြစ်နိုင်ခြင်းတွေကပိုပြီးများလာရဆိုတာကပိုတိတိတတတွေ့လိုက်ရတယ်ဒါအပြင်ကြက်ဥမှာပါတဲ့ cholesterol အမျိုးသမီးတွေမှာသားဥအိမ်ကင်ဆာဖြစ်စေတယ်ဆိုတာကိုလွန်ခဲ့တဲ့နှစ်20တည်းရလဲရှာဖွေတွေ့ရှိထားပြီးသားဖြစ်တယ်ဒါအပြင်ကြက်ဥကိုကြော်လိုက်တဲ့အခါမှာကြက်ဥထဲ မှာကင်ဆာဖြစ်စေတဲ့ hydrocyclic amine ဆိုတဲ့ဓာတ်တွေထွက်လာတယ်။အဲ့ဒီဓာတ်တွေက CN ကင်ဆာဖြစ်မှုကိုနှစတိုးစေတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရှိခဲ့ရတယ်။ဒါပြင်နောက်ထပ်သူတင်တာတွေလေ့လာလိုက်တဲ့အခါမှာအမျိုးသမီးတွေတားအုပ်အကင်စာဖြစ်စေခြင်းဒီကိုလက်စထရောမြန်ပြားဆိုတာစားသုံးခြင်းနဲ့သက်ဆိုင်နေဆိုတာကိုလည်းတွေ့ရှိရပြီးတော့ကျောင်းမှာပါတဲ့ကိုလက်စထရောကအများကြီးတိတ်တိတဲ့အခါကျတော့အဲ့ကိုလက်စထရောတွေကျွန်တော်စားလိုက်တဲ့အခါမှာစားလိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့အသေးအောက်မှာရှိတဲ့အသေးကြီးကအဲ့ကိုလက်စထရောလ်အများကြီးကိုတိုထားတယ်။တိုထားတယ်ကမနောက်ပိုင်းမှာအသေးကြီးအိတ်ထဲမှာဘာတွေပါများလဲဆိုတော့ထောက်ဆစ်ဘိုင်းအက်ဆစ်လို့ခေါ်တဲ့အစိတ်အတောက်ဖြစ်စီတဲ့အသေးကြီးတွေပါများလာတယ်။အဲ့ဒီကောင်လည်းဥမာကြီးကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ်တာနဲ့ဆက်ဆက်နေတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရတယ်။နောက်တစ်ခုက dose response ချက်ဥကိုစားလို့ရှိရင် ်ဦးမိုင်းကင်ဆာဖြစ်နိုင်ခြင်းနှုတ်နဲ့ဘလောက်ဆက်ဆက်နေလဲဆိုတာကိုလေ့လာကြည့်ရတဲ့အခါမှာတနေ့ကိုကြောက်အနည်းငယ်စားသုံးတဲ့သူကကိုဦးမိုင်းကင်ဆာဖြစ်နိုင်ခြင်း19ရာခိုင်နှုန်းတိုးလာပြီးတော့တစ်ပတ်ကိုကြောက်၃လုံးထပ်ပို့ပြီးစားတယ်ဆိုလို့ရှိရင်တော့ဦးမိုင်းကင်ဆာနဲ့တိတ်ဆုံးနိုင်ခြင်း89ရာခိုင်နှုန်းတိမြင့်တက်လာတယ်ဆိုတာလည်းတွေ့ရှိခဲ့ရတယ်။နောက်ဆုံးတစ်ခုအနေနဲ့အမျိုးသမီးတွေတစ်ပတ်ကိုကြောက်၅လုံးထပ်ပို့ပြီးစားတဲ့အခါမှာရှင်သားကင်ဆာဖြစ်နိုင်ခြင်းအများကြီးတိုးလာတယ်ဆိုတာကိုလည်းတိတိကျကျတွေ့ရှိခဲ့ရတယ်။အခု လေ့လာထားတဲ့ပြောပြထားတဲ့သူတသနာစာတန်းတွေကအရင်တော့လည်းစမ်းသပ်ခဲ့ကြရင်နောက်လည်းစမ်းသပ်အောင်မဲ့သူတသနာစာတန်း cohort study တွေအားလုံးကိုဖွဲ့စည်းပြီးတော့စုစည်းပြီးတင်ဆက်လိုက်တာဖြစ်တယ်။ဒါတွေအကုန်လုံးကညီကုန်းချုပ်ကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ချက်ဦးစားခြင်းတွေရင်သားကင်ဆာဖြစ်နိုင်ခြင်းတွေတခြားသောကင်ဆာဖြစ်နိုင်ခြင်းအကုန်လုံးကိုတိုးတက်စေလာတယ်ဆိုတာကိုတွေ့ရှိရတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ကျန်းမာရေးဌာနကအစာအာဟာရလမ်းညွှန်ကတော့လူတစ်ယောက်ကတစ်နေ့ကို cholesterol 300 mg တက်ပိုမစားရဘူးလို့သူတို့ထုတ်ပြန်ခဲ့တယ်။ဒါပေမဲ့တစ်နေ့ကိုချက်ဦးတစ်လုံးစားတဲ့သူက cholesterol 300 mg ထက်ကိုမှ40ရာခိုင်နှုန်းပိုများနေပြီးတော့ခုနကပြောတဲ့ကင်ဆာ ယောဂအပါဝင်နှလုံးသွေးကြောခြင်းယောဂအပါဝင်တခြားဇီဝကံမှာဖြစ်ပျက်မှုတွေကိုဖြစ်နေတာကိုတွေ့ရှိရတဲ့အခါမှာနောက်ဆုံးအစားအသောက်လမ်းညွှန်ဌာနကနေမှာတစဉ်အကြံပြုထားတာကတော့ကိုလက်စထရောကိုတိထက်ပို့ပြီးတော့ short ချဖို့အကြံပြုထားတယ်ဒါကြောင့်လို့ National Academy of Science Institute of Medicine ကအကြံပြုထားတာကတော့ကိုလက်စထရော300 mg ထပ်ပို့မစားရဘူးဆိုရဲအချက်ကိုမေ့လိုက်ပြီးတော့အသားငါးနှုတ်ဦးတိရစ္ဆာန်တွေကနေရတဲ့ကိုလက်စထရောကိုအတက်နိုင်သမျှ short စားရမယ်လို့ပြောကြခဲ့ပါတယ်